မြန်မာနိုင်ငံရဲ့မီးပြတ်နေတာတွေအရမ်းများနေတဲ့လက်ရှိအခြေအနေကကိုဖုံးကိုခဏခဏအားပြန်သွင်းဖို့ဆိုတာမလွယ်ပါဘူးတခါအားသွင်းပြီးသွားရင်တနေ့လုံးဒါမှမဟုတ်နှစ်ရက်သုံးရက်လောက်အေးအေးဆေးဆေးအသုံးပြုနိုင်ရင်တော့အကောင်းဆုံးပဲလို့ထင်ပါတယ်အခုအသုံးပြုနေတဲ့ဖုံးဟာတခါအားသွင်းထားပြီးရင်၈နာရီလောက်ပဲ ခံနေဆိုရင်ကျွန်တော်လုပ်ပြတဲ့စက်တင်လေးတွေကိုလိုက်လုပ်လိုက်ပါ၁၆နာရီလောက်ခံသွားမှာဖြစ်ပါတယ် ီဗီဒီယိုလေးမစခင်ပထမအဦးဆုံးပြောချင်တာကတော့ကျွန်တော်ရဲ့ထပ်အစံချယ်လို့သုံး channel လေးကို Like and Subscribe လေးလုပ်ပေးကြပါဒီ channel မှာမီဒီယာဆိုင်ရာဗီဒီယိုလေးတွေကိုပုံမှန်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် setting 5ခုရှိပါတယ်နံပါတ်1 setting ကိုစပြောပါမယ်နံပါတ်1 setting ကတော့ home ရဲ့ brightness and display setting မှာပြောင်းမှာဖြစ်ပါတယ် ဖုန်းရဲ့ home screen မှာ setting လေးကိုနှိပ်လိုက်ပါအဲ့ဒီ setting လေးရဲ့ရောက်လို့ရှိရင် display and brightness ဆိုတဲ့ tag လေးကိုလိုက်ရှာပါ tag လေးကိုဖွင့်လိုက်ပါဖွင့်လိုက်ပြီးပါလို့ရှိရင် display and brightness မှာ auto brightness ဆိုတာကိုယူလိုက်ပါဒီမှာဆိုရင်ချင်း manual ကို brightness ချိန်ထားတယ် auto brightness ကိုကျွန်တော်ယူလိုက် auto brightness ယူပြီးပါလို့ရှိရင်ကျွန်တော် mood ကိုလိုက်ရှာပါဒီမှာဆိုရင်နှစ်ခုရှိပါတယ် light mood နဲ့ dark mood ဆိုပြီးတော့ အဲ့ line mode နဲ့ temp မှာဆိုကျွန်တော်အခု load တဲ့ line mode ရွေးထားရပါတော့ဖိုင် line mode ကနေပြီးတော့ temp mode ကိုရွေးလိုက်ပါအဲ့ဆိုရှင်ကျွန်တော်ရဲ့ဒီ screen လေးကမဲသွားမှာဖြစ်တယ် temp mode ကိုပြောင်းလိုက်လို့ရှင် temp mode ကိုပြောင်းလိုက်တဲ့အတွက်ကြောင့်မလို့ brightness ကိုချော့ချပေးတယ်အဲ့ဒီအတွက်ကြောင့်မလို့ power စားကိုပိုတသားပြန်ဒီ display and brightness ထဲရပဲ screen off time ကိုလိုက်ရှာပါ auto screen off time က5 minute ဖြစ်နေပြီမနော်ကျွန်တော်အဲ့5 minute ကိုတော့နှိပ်လိုက်မယ်အဲ့ကမှကျွန်တော်အနည်းဆုံးဖြစ်တဲ့ 15စက္ကန့်ကိုကျွန်တော်ထားလိုက်မယ်9မိနစ်ဆိုအကြာကြီးပဲဒီ screen ကကျွန်တော်မရှိပြီမဲ့ပွင့်နေမယ်ပေါ့နော်အဲ့လိုပွင့်နေမယ်ဟာကအခုဆိုရှင်15စက္ကန့်ဆိုတော့ ਨੇ တန်းပြီးတော့ကျွန်တော်မသုံးတော့ဆိုတော့ ਨੇ ဒီ screen ပိတ်သွားမှာဖြစ်တယ်အဲ့ဒါပြီးသွားရင်နောက်တစ်ခုကကြတော့ reflect rate ဖြစ်ပါတယ်အဲ့ဒါ screen refresh rate ရတယ်ဒီ display and brightness ထဲမှာပဲ screen refresh rate ဆိုတာလေးတွေ့ပါလိမ့်မယ်အဲ့ screen refresh rate ကိုတွားကြည့်ပါတွားကြည့်ရင်ကျွန်တော်မှာဆို၃ခုရှိရယ် auto select ရယ် high ရယ် standard အခုကျွန်တော်ကတော့ဒီအနည်းဆုံးဖြစ်တဲ့ standard ကိုပဲရွေးထားတယ်ပေါ့နော်60 half နဲ့တုံထားတယ်ပေါ့နော်တကယ်တော့ကျွန်တော်အနေနဲ့ဟိုအကြံပြုချင်တာကတော့အနည်းဆုံး half ကိုတုံးမှာဥပမာဆိုကိုယ့်ရဲ့ဖုန်းမှာဆိုရှင်50 half နဲ့ဆိုလို့ရှင် 50ဟက်ကိုရွေးထားလိုက်ဒီ screen referring က social media တွေသုံးတာတွေဗီဒီယိုကြည့်တာတွေအတွက် effect မဖြစ်ပါဘူးအဓိက effect ဖြစ်တာတော့ကျွန်တော် gain นี่အရင်ကစားမယ်ပေါ့နော်အဲ့ဒါ gain မှာဆိုလို့ရှိရင်တော့ screen referring ညာရင်ကောင်းတယ်ပေါ့နော်ကိုက gain ကစားတဲ့လူဆိုလို့ရှိရင် gain ကစားတဲ့အချိန်လေးမှာတော့ဒီ screen referring ကိုအမြင့်ဆုံးထိုင်ထားတာပေါ့နော်အဲ့ဒါပြီးပါလို့ရှိရင်ကျွန်တော်ဒီအနိုင်ဆုံးထားတာပါလူကြီးမင်းတို့ဖုန်းမှာ battery စ ပို့ပြီးတော့တက်တာဝါမှာဖြစ်တယ်။အဒီ screen referring ပြီးသွားလို့ရှိရင်ကျွန်တော်ဒါ number 1 setting ပြီးသွားပါပြီ။ number 1 setting ပြီးသွားပြီဆိုလို့ရှိရင် home screen ကိုပြန်သွားလိုက်ပါ။ number 2 setting ကိုလုပ်ပါမယ်။ နံပါတ်၁၁ဆက်တင်ရတော့ဖုန်းရဲ့ home screen ကနေပြီးတော့ setting ဆိုတဲ့ menu ကိုနှိပ်လိုက်ပါ setting ရဲ့အောက်မှာ home screen and lock screen ဆိုတဲ့ tab လေးကိုလိုက်ရှာပြီးနှိပ်လိုက်ပါအဲ့ဒီ tab လေးရဲ့အောက်မှာပဲ ori on display ဆိုတာကိုလိုက်ရှာပါအဲ့ဒီ tab လေးကိုနှိပ်လိုက်ပါအဲ့ဒီ tab လေးကိုဖွင့်လိုက်လို့ရှိရင်ကိုယ့်ရဲ့ဖုန်းမှာ ori on display ကို on ထားလို့ရှိရင်ဖိတ်လိုက်ပါဒါဆိုလို့ရှိရင် power စာတက်တာသွားမှာဖြစ်ပါတယ် Orion Discovery ကအမြဲတမ်းစက်ခွင်ပေါ်မှာပေါ်နေတဲ့အတွက်ကြောင့်မို့လို့ဖုန်းရဲ့စက်ခွင်ကအမြဲအလုံးလုံးနေရတယ်။အဲ့ဒီအတွက်ဘက်ထရီပါဝါစားနေတယ်။အခုဆိုလို့ရှိရင် Orion Discovery ကိုဖိတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ဘက်ထရီပါဝါစားတက်တာသွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့နံပါတ်1 setting ပြီးပါပြီ။ဘတ်3 setting ရအောင် ဒီ setting ကိုဝင်လိုက်ပါ setting အောက်မှာမှာကျွန်တော်တို့ personalization tab ကိုရှာပါ personalization tab ထဲမှာ things ကိုရွေးပါကျွန်တော်ဒီ things ကိုရွေးလိုက်မယ်အဲ့ဒီ things ထဲမှာဆိုလို့ရှိရင်ကျွန်တော် things store ရှိမယ်အဲ့ဒီ things store ထဲမှာဘာကိုရှာမလို့ဆိုရင် deck မှုဆိုပြီးတော့ join လိုက်မယ်အဲ့ deck မှုနေပြီးတော့ကိုကြိုက်တဲ့ဒီ deck မှုတွေကကိုကြိုက်တဲ့ thing တခုကိုကျွန်တော်ရွေးပြီးတော့ apply လုပ်လိုက်ပါ deck မှု thing လေးရွေးပြီးတော့ apply လုပ်လိုက်တယ် ရေးလိုက်လို့ရှိရင်ကျွန်တော်ရဲ့ဖုန်းတစ်ခုလုံးလေးမဲမဲလေးဖြစ်သွားမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီမဲမဲလေးကဘက်တရီစားကိုတတသွားစီမှာဖြစ်ပါတယ်နံပါတ်၄ setting ကိုကျွန်တော်လုတ်ပါမယ်နံပါတ်၄ setting အတွက်ကျွန်တော် setting လေးကိုနှိပ်လိုက်ပါ setting အောက်ကကျွန်တော် location tag လေးကိုသွားပါအဲ့ location tag လေးကိုကျွန်တော် on ထားရဲဆိုလို့ရှိရင် off လိုက်ပါ Google Map လို့စာပေမျိုးသုံးမယ်ဆိုမှပဲဒီ location ဆိုတဲ့ tag လေးကိုဖွင့်မှာမဟုတ်လို့ရှိရင်တော့ အများနဲ့ပိတ်ထားစေချင်ပါလေပြီးရင်တော့ကိုယ့်ရဲ့ဖုန်းဒေတာနဲ့သုံးနေ Wi-Fi ကိုပိတ်ပါဒါမှမဟုတ် Wi-Fi ကိုသုံးနေတယ်ဆိုလို့ရှင်ဖုန်းဒေတာကိုပိတ်ပါနော် Wi-Fi ကိုပိတ်မယ်ဆိုလို့ရှင် setting အောက်ကဒီ Wi-Fi တက်ထဲမှာ off button လေးကိုနှိပ်လိုက်အောင်မယ် mobile data ကိုပိတ်မယ်ဆိုလို့ရှင်လည်း mobile network ထဲကိုဝင်မယ်ပြီးလို့ရှင် mobile data ကိုကျွန်တော်ပိတ်လိုက်အောင်အခုကျွန်တော်က Wi-Fi နဲ့သုံးနေတော့ကျွန်တော် mobile data လေးကိုဖိတ်လိုက်တယ် နံပါတ်၄စပင်ပြီးသွားပါပြီနံပါတ်၄ပြီးသွားလို့ရှင်ရင်ကျွန်တော်တို့နံပါတ်၅စတင်ကိုကျွန်တော်ပြောမှာဖြစ်တယ်နံပါတ်၅စတင်ကတော့ကျွန်တော်ဒီစတင်အောက်ကိုဝင်လိုက်ပါပြီးရင်ကျွန်တော်ဘက်ထရီကိုတွားလိုက်ပါအဲ့ဒီဘက်ထရီတက်အောင်မှာဆိုလို့ရှင်ဘာရှိကြုံဆိုရင်ဘက်ထရီ usage ဆိုတာလေးရှိပါတယ်။အဲဒီဘက်ထရီ usage အောက်မှာ application တွေရှိတယ်။ percentage တွေကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ပုံမှန်ဆိုရင် application မှာ Facebook application က 34ရာခိုင်နှုန်းပေါ့နော်ဒီ battery usage ရဲ့34ရာခိုင်နှုန်းက Facebook application တခုတည်းသုံးနေပြီးရင်အဲ cap cap တို့ပြီးရင် Google Play Store စသဖြင့်ဒီ application တွေရှိရောနော်အဲ့ application တွေကိုကျွန်တော်တို့နှိပ်ပြီးရောကျွန်တော်ဘာလုပ်လို့ဆိုလို့ရှိရင် allow background attribute ဆိုတာတွေ့လိမ့်မယ်ဒီ allow background attribute ကိုကျွန်တော်တို့ပိတ်ပလိုက်ပါပြီးလို့ရှိရင် along auto launch ဆိုတာလေးရှိတယ်။အဲ along auto launch ဆိုတာလေးကိုလည်းပိတ်လိုက်ပါ။အဲနောက်ခုပိတ်လိုက်လို့ရှိရင်ကျွန်တော်ဘက်ထရီစာ ပို့ပြီးတက်တာတော့မှာဖြစ်တယ်ကျွန်တော်ပြန် cupcake လန်တူတူပဲကျွန်တော်အားကိုတော့ကက်ကက်ပိတ်ပြီးသားဖြစ်နေအဲကျွန်တော် favorite ကိုပိတ်ပလိုက်တယ် favorite ကိုပိတ်ပြီးသွားလို့ရှင်ရင်ကျွန်တော်ရဲ့ဒီ setting လေး၅ခုကတော့ပြီးသွားပြီပေါ့နော်အဲနောက်ဆုံးနေနဲ့ပြောချင်တာကတော့ notification state ဘာထဲမှာကရှိသမျှ application တိုင်း notification တွေကိုကျွန်တော်မဖွင့်ထားဖို့ ਨੇ မလိုအပ်တဲ့ notification တွေကိုကျွန်တော်ပိတ်ထားဖို့နော်ဒီမှာဆိုကျွန်တော်ပိတ်လိုက်တယ်ကျွန်တော် Google Facebook အဲ့နကူပဲဖွင့်မယ်ကျွန်တော် linkin ပိတ်တယ် line ပိတ်မယ်ပြီးရင်တခြားမလိုအပ်တဲ့ notification တွေအကုန်လုံးကျွန်တော်ဖိတ်လိုက်အဲ့လိုပိတ်လိုက်လို့ရှိရင်ဒီ application တွေရဲ့ push notification လို့ခေါ်တဲ့ဖုန်းရဲ့ home screen မှာတက်နေတဲ့ဒီ notification တွေဟာဟို အလုံးမလုံးတော့ဘူးเนาะအဲ့ဒီအတွက်ကြောင့်မလို့ battery စာအရန်တက်တော့သွားမှာကျွန်တော်ရဲ့ video လေးကတော့ဒီလောက်ပါပဲလူကြီးမင်းတို့အားလုံးစိတ်ချနေကြမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ရဲ့ tech essential လို့သုံး channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြည့်ပါရစေ။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။